တွေမှာလောကဓာတ်နေဖြစ်အားတွေအပူတွေဖြစ်လာရင်အဲ့ဒီဟာခွန်အားဖြစ်တုံးချပေးပါအောင်နိုင်သူအဖြစ်ပါရက်တည်နိုင်တဲ့သူဖြစ်ရမယ်ဆိုပြီးတော့အဲ့ဒီအပူချိန်တွေဖြစ်အားတွေခုနကကျမတို့ရဲ့လောကဓာတ်နေဒီကျမတို့တန်ဖိုးရှိဖို့လည်းဖြစ်လာနိုင်ပါတယ်အဲ့တော့ဒီအသက်ဆုံးရှုံးသွားတဲ့သူတွေကိုတော့ကိုချမ်းသာတဲ့ကိုချမ်းသာရတာပေါ့နော်ဒါကပြန်မြင်နိုင်တော့ဘူးအဲ့တော့ကျမတို့တွေဒီအဖေဆုံးရှုံးသွားခဲ့တယ် စီးပွားရေးတွေဆုံးရှုံးခဲ့မှုတွေအဲ့တော့အဖေဆုံးရှုံးတဲ့ကိစ္စကတော့ဒါတွေကတော့ကျမတို့တွေဝမ်းနည်းစရာရှိဘောဝမ်းနည်းရမှာပဲကြည်ကွဲစရာရှိလဲကြည်ကွဲရမှာပဲမာကျမအိမ်ပါဝရဲမိသားစုပါဝရဲဆိုလေအဲ့ရဲ့ခံစားချက်တွေရာလေဟိုအိမ်မှာကိုယ်ဆိုင်၃ဆိုင်နဲ့က၂ဆိုင်ပါဝရတာကိုမေ့ပါဒီတက်ရှိပြင်မှာညနေ9:00ဆိုလို့ရှိရင်မတို့ အဲသွားပြီးတော့အလှခံလို့ရတယ်ဆိုတော့ thinking လေးပေါ့နော်အဲအဲ့ဒီဟာလေးကိုကိုကရစေခြင်းနဲ့အတွက်အခုဆိုရင်ဒါနေ့တိုင်းပေါ့ညနေတိုင်း9နာရီတိုင်းဒီတန်းရှိပြင်းရဲ့ရှိမှာစတူဒီတာကိုပါဆယ်လှူလိုက်တာပေါ့မင်္ဂလာပါဗျမင်္ဂလာပါရှင် ါလေးကတော့မောင်လေးကိုချမ်းပါကျမရဲ့မောင်လေးပါအဲကိုချမ်းကြီးဆွေလို့ခေါ်ပါတယ်ကျမထိတ်တန်းရှိပြီးရ15နှစ်တက်တန်းရှိတဲ့အချိန်မှာအတူတူပေါ့နော်မောင်နှမတို့တွေအတူတူစူးစမ်းခဲ့တဲ့မောင်လေးပဲဖြစ်ပါတယ်အဲစေတနာမြတ်တာအာဂျင်းလို့ဒါတန်ဖိုးထားရတဲ့ MCD ရောက်ပါအထွေလို့ခေါ်ပါတယ်ငလီကြီးပေါ့เนาะဖြစ်လိမ့်မယ်လို့လဲဒါဘယ်သူမှလဲမမျှော်မှန်းထားဘူးပေါ့ ီလိုမမျှော်မှန်းထားတဲ့ဟာကြီးရောက်လာတဲ့အချိန်မှာတော်တော်လေးကိုအတိတရားတွေရောသတိတရားတွေရောတော်တော်လေးရပါတယ်အဲအဲ့ခါမှာအများကြီးပေါ့နော်ပြောင်းလဲသွားတယ်ပေါ့ပိုပြီးပြောင်းလဲသွားတယ်ပေါ့ဒီလှူခြင်းနဲ့ကုခြင်းနဲ့စိတ်တွေလည်းအများကြီးဖြစ်လာတယ်ပေါ့နော်ဒီစတုတ္တပါစေအလှဆိုတာကကျတော့အဲကျွန်မစိတ်ထဲမှာနေ့စဉ်ကိုလှူနေတယ်ဆိုလို့ရှိရင်ဒီငလင်ကြီးမှာပါဝါတဲ့အဲတေဆုံးသွားတဲ့လူတွေပြည့်စည်သွားတဲ့လူတွေအဲတခါ အခက်ခဲရှိနေတဲ့သူတွေကိုပေါ့နော်နေ့စဉ်ရက်ဆက် ကိုယ့်ရဲ့အလှလေးကိုတာတို့ခွန်ရင်းနဲ့ကောင်းရမွန်ရာရောက်ပါစေအဲပြီးတဲ့ခါကျတော့လက်ရှိလိုအပ်နေတဲ့သူများရှိခဲ့လို့ရှိရင်လည်းထိတ်တန့်ရွှေပြင်းမှာညနေ9:00နာရီဆိုလို့ရှိရင်တို့အဲသွားပြီးတော့အလှခံလို့ရတယ်ဆိုတော့ thinking လေးပေါ့နော်အဲအဲ့ဒီဟာလေးကိုကိုကရစေချင်တဲ့အတွက်အခုဆိုရင်ဒါနေ့တိုင်းပေါ့ညနေတိုင်း9နာရီတိုင်းဒီတက်ရှိပြင်းရဲ့ရှေ့မှာစတူဒီတာကိုပါဆယ်လှူလိုက်တာပေါ့ ဲ့မဲ့တွိုင်းလိုက်နဲ့ကြုံလို့ကိုကအလူခံပုပ်ဖို့ဖြစ်ဒါကိုယူသွားတယ်ဆိုလို့ရှိရင်လေတကယ်လိုအပ်တဲ့သူကိုသူတို့ပြန်ပြီးတော့လှူခြင်းလဲလှူလို့ရအောင်ဆိုတဲ့အတိတ်ပဲလေးနဲ့လည်းဖြစ်တယ်နောက်ပြီးတော့စိတ်ထဲမှာဘာဖြစ်လဲဆိုတော့ဒီငလင်ကြီးမှာပါသွားတဲ့အခက်ခဲရှိတဲ့သူတွေအဲတည်ဆုံးပြည့်စည်သွားတဲ့သူတွေကုသိုလ်ရပါစေပြီးတော့ပါသွားတဲ့သူကိုကယ်ဆယ်တယ်ဆိုတဲ့အတိတ်ပဲနဲ့စတုတီတာပါဆယ်အလူဆိုပြီးတော့ခေါင်းထဲမှာအဲ့အဲ့ဟာလေးရလာတာပေါ့နော် အဲ့ဒီပဲနေနဲ့ကိုကစတုဒိတာပါစေအလူပါတဲ့သူကိုကယ်ဆယ်တယ်၊ကူညီတယ်။ကျမအနေနဲ့အလူလေးတွေပြုပြီးတော့တာတို့ခေါ်စီခြင်းနဲ့အဲ့အတွက်ရည်ရွယ်ပြီးတော့မှရက်ရှိလာများပေါ့နော်။ကျမလှူနိုင်သလောက်လှူသွားမှာပဲဖြစ်ပါလေ။အမဒီလိုမျိုးတွေဖြစ်နေမယ်လို့စဉ်းနေမှမခံစားဘူးကိုကိုတိုင်းလည်းလမ်းမေးအိတ်လိုက်တာအိတ်ခဲရတယ် အားလုံးကအိတ်နေကိုမအိတ်ရဲတော့ဘူးဒီအထက်မြင့်ကြီးတွေကိုမအိတ်ရဲတော့ဘူးကိုကိုယ်တိုင်လည်းထက်မြင့်ကြီးကိုစိတ်ထဲကဟာဟာလှုပ်မှလားမသိဘူးလှုပ်မှလားမသိဘူးဆိုဖြစ်ဖြစ်ချင်းလှုပ်လိုက်တဲ့အချိန်မှာအဲညနေခင်းကနေစပြီးတော့ကိုယ့်ရဲ့အိမ်ကိုတောင်ကိုမယုံကြည်တော့ဘူးအဲကိုယ့်ရဲ့အိမ်တောင်ကိုမယုံကြည်တော့ကိုယ့်အထက်မြင့်ကြီးဘူးကိုကိုယ့်အိမ်ကိုကိုမယုံတော့တဲ့ feeling ကြီးရတယ်အဲ့ဒီရဲ့အကြောက်တဲ့စိတ်နဲ့ဘာဖြစ်တော့အိမ်ရှိရဲ့လမ်းဘေးကိုထွက်ပြီးတော့အိတ်ကြတယ်ဖြားလေးတွေခင်းတယ်ကိုပစ်ကလေးတွေခင်းတယ်ဒီနေ့ငလျင်လှုပ်တယ်အာအိမ်နေလူတွေ တည်ကြည်ပျက်စီးသွားတာတွေကိုယ့်ရဲ့အမျိုးတွေလဲပါသွားတယ်ကိုယ့်ရဲ့ဆွေမျိုးအဲလဲပါတယ်ကြားကြားရတယ်ပေါ့နော်သိရတယ်စိတ်မန်းဘက်ကနေရာတွေတော်တော်ဆိုးတယ်ငလျင်အပြင်မီးပါတင်တာဆိုတော့အဲ့အဲ့မှာဒီဖြစ်ပြီးတဲ့နောက်တနေ့ကစပြီးတော့မှကားပေါ်ကိုအိတ်ထဲမှာပတ်စံထည့်တယ်ပြီးတော့ဒီမုံမုံလေးတွေအေးကက်လေးတွေအပြည့်ထည့်တယ်ထည့်ပြီးတော့မှဘယ်နေရာမှာသွားလို့ဆိုစိတ်မန်းကအရင်ကြတော့စိတ်မန်းကိုအရင်ပြေးတာ ပြီးပြီးတော့ဟာငါဆိုင်ရောင်ဝင်တဲ့နေကလေးတွေကုံဖုံးဆက်ဖုံးနေတဲ့ဆက်မြတ်တော့အိမ်တွေကိုလိုက်ကြည့်အဲပြီးတော့ခုနကပေါ့နော်ဒီဖုံးချောင်းတွေဖုံးချောင်းတွေမှာခုနကဒီမိသားစုပျက်စီးတဲ့ဟာတွေကလည်းကြံနေသူတွေကလည်းဖုံးချောင်းရောက်အိမ်ပြိုတဲ့သူတွေလည်းဖုံးချောင်းတွေရောက်အဲနည်းနည်းနေလို့မရမနေလို့မနေရဲလို့လဲဖုံးချောင်းလို့ဆိုအာဖုံးကြီးချောင်းတွေမှာအများကြီးပဲကိုရီးယားအဲ့ဒီကိုအရင်ဆုံးရောက်သွားရောက်သွားတဲ့အချိန်မှာဟာထူးပူပြီးတော့လေဟာလူတွေအများကြီးပဲ ဟာသူတို့ကဘာလူရာလဲဆိုထမင်းမှုလူရာတဲ့ဘုံကြီးကိုမေးတာဘုံဘုံဘာလူရာလဲပြရေကန်လူရာတဲ့ဆိုဟာရေကန်လူရေကန်လူကလေးတွေကိုရေကန်လုတ်ရေကန်လုတ်ပြရေကန်လူအာထမင်းမှုဆိုအိမ်မှာထမင်းချက်ထမင်းချက်900တထောင်စာချက်ချက်ချက်ထမင်းမှုတွေပို့ပို့ဆိုထမင်းမှုလူရဲဆိုထမင်းမှုချက်ပို့ရေလူရဲဆိုရေဘူးပို့အာငွေလူရဲဆိုငွေပို့ဟာပါခဲ့တဲ့အေးဘူးတွေမုံဘုံတွေကောင်းပွန်တွေဆွဲရဲပြီးတော့အကုန်လှူခဲ့အဲ့လိုလှူရင်းနဲ့ဟာကိုငုံရုပ်ပြီးမမုံရဲကျမတို့အင်ကြီးကိုပါဝါတာကျမရဲ့မိသားစုဝင်ပါဝါရဲဆိုတော့ဟဲမိသားစုပါသွားတာလားရော့ရော့ရော့ ကိုအိမ်ထဲမှာပါတဲ့ပတ်စံရော့အဆိုင်သိရော့ရော့ကောင်းကူးစိုးလေးလှုပ်လိုက်နော်အိမ်ပြူလာတဲ့အိမ်ပြူလာဆိုအိမ်အိမ်ပြူတော့ဟာလာဟဲရော့ရော့20 20လှုပ်လိုက်ပါအောင်ဟာ30ဆို30ဆယ်သိန်းဆိုဆယ်သိန်းပေါ့ကိုပါတဲ့ဟာတွေကိုသူတို့ကအလူခံတာတော့မဟုတ်ဘူးသူတို့ကရင်ဖွင့်ပြီးတော့ဟာပါသွားလားမမောရဲ့လှုပ်ပါအောင်ဆိုတော့မလှုပ်ပါအောင်ပုံမမမောရဲ့ပြော့ပြတာပေါ့အမကျွန်မအိမ်ပါသွားတယ်မိသားစုပါသွားရဲ့ဆိုလေအဲ့ရဲ့ခံစားချက်တွေရာလေအိမ်မှာကိုယ်ဆိုင်၃ဆိုင်နဲ့၂ဆိုင်ပါသွားတာကိုမေ့ွာ ်မိဝါပြီးတော့လေသူတို့ပြောတဲ့ဟာတွေကိုရင်မနဲ့မှခန်းစားရပြီးတော့လေငိုလဲငိုတယ်အပူလဲပူတယ်ထူလဲထူပြီးကိုကိုကိုလေးငိုရိုးပူးထူအဲ့လိုမျိုးပြီးဖြစ်နေတာဖြစ်ပြရအဲ့ဒါဆယ်ရက်လောက်ကြာသွားအဲ့တိုင်းအတချို့ကလည်းအိမ်ကြီးကနေလို့ရလားမရလားမမုံရဲ့ကြည့်ပြပါဦးဆိုကိုကအင်ဂျင်နီယာမဟုတ်ဘူးလေအင်ဂျင်နီယာမတော့မသိဘူးမသိပေမဲ့ကိုမျိုးသားအင်ဂျင်နီယာဖြစ်နေတော့ဟာကိုဆိုရဲမျိုးသားရဲ့လက်ကြည့်ပြပါဦးဆိုသူ့ကိုကြည့်အဲ့သူကလည်း သူ့လောက်ကတစ်ဖက်နဲ့ဒီရက်တစ်ဖက်နဲ့ဆိုတော့မအားတော့သူ့တငယ်ချင်းတွေရောသူ့မိတ်ဆွေတွေရောသူ့တပည့်တွေရောကျမကိုလိုက်ကြည့်ပေးပါကျမရဲ့မိတ်ဆွေကသူ့အိမ်လေးနေလို့ရမရလေသူတို့တနေကုန်ကြီးခေါ်ပြီးတော့လေအကူကြီးတွေတောင်းအောင်ပြီးတော့အဲ့ဒါကားပေါ်သွားခေါ်တကယ်ကကကိုပိုင်ကားနဲ့ကိုယ့်ကိုသွားခေါ်ကိုပိုင်ကားနဲ့ခေါ်ပြီးတော့ကိုယ့်ကိုသူ့ကိုကားနဲ့ကိုသွားခေါ်ခေါ်ပြီးတော့မိတ်ဆွေတွေကိုသွားမိတ်ဆွေတွေကိုသွားကြည့်အဲ့လိုမျိုးလိုက်ကြည့်ကြည့်တော့ကျတော့ဟိုပါပေါ့နော်သူတို့နေနေလို့ဒါလေးကတင်းမတင်းဆိုတာလေးကိုအင်ဂျင်နီယာတွေကြည့်ပေးတာပေါ့ကိုကတော့လိုက်ပြီးတော့အိမ်လိုက်ပြပြီးကူပေးတာပေါ့ဒါမျိုးကလူတွေရော အနုပညာရှင်တွေရောတအားကိုတတက်တအားနဲ့လာလူကြတဲ့မန္တလေးမြို့ကိုချစ်ပြီးတော့မန္တလေးမြို့ကိုချစ်ပြီးတော့အဲ့ဒါလည်းအရန်ကျေးဇူးတင်တယ်ပေါ့နော်ဟိုတအားဝိုင်းကူကြရတယ်ပေါ့တူကြရတယ်အားလည်းဖြစ်ပြီးတော့ပေါ့အဲနောက်တစ်ခါနောက်တစ်ခုကကျတော့မန္တလေးမြို့ခံကလူတွေပေါ့အရန်တော်တယ်မန္တလေးမြို့ခံကလူတွေကလေအဲဘယ်လိုပြောမလဲစီလုံးနဲ့ချစ်ခင်နဲ့နှွေးထွေးတယ်အရန်တန်ဖိုးရှိတယ်မန္တလေးသူမန္တလေးကျတော့ဟိုအရန်နဲ့ချစ်တယ်အရန်နဲ့တန်ဖိုးထားတယ်တခုခုဖြစ်ပြီးဆိုအကုန်လုံးဝိုင်းပြီးတော့ကူတယ်ကဲတယ်တရားမှထမင်းမငတ်ဘူး ရန်ဖြစ်ထားရင်တော့เนาะအာရန်ဖြစ်တောင်ပြန်ချက်သွားတာအဲ့ဒါတကယ်တိလားမခေါ်တဲ့လူတောင်ပြန်ခေါ်သွားကြတာအဲ့ဒီလိုခက်ခဲဖြစ်တဲ့ချိန်မှာလေအရန်ကိုလေအဲဟိုဘဖြစ်ကြတယ်ပေါ့နော်ဟိုကိုကိုတွေ့ရသလောက်ကတော့စိတ်ထဲမှာလေအော်မန္တလေးကကိုကိုစိတ်ထဲမှာဂုံယူမိရဂုံယူမိရတန်ဖိုးထားမိရအဲ့ဒါလေကျမတို့တွေမှာလောကရန်နေဖီအားတွေအပူတွေဖြစ်လာရင်အဲ့ဒီဟာကိုခွန်အားဖြစ်တုံးချပေးပါ ဲ့ဒါဟာဒီကို့အတွက်အခက်ခဲရနေပြီးအခွင့်အရေးဖြစ်သွားအောင်ထိငါ့ကိုစိတ်ခွန်အားပေးလိုက်တာပဲငါ့ကိုဒီအခက်ခဲတွေဒီပြဿနာဒီ problem ကြီးကိုငါ့ကိုဖြေရှင်းနိုင်နေဆိုပြီးတော့မှဒီဟာကြီးကငါ့ကိုလာပြီးတော့စိန်ခေါ်ပြီးတော့ငါ့ကိုပေးလိုက်တာအဲ့ဒီ problem ကြီးကိုငါကဘာမှမဟုတ်ပါဘူးဆိုပြီးတော့ဖြေရှင်းလိုက်မယ်ဆိုရင်ငါဒီတန်ဖိုးရှိတဲ့စိန်တခွင့်ဖြစ်သွားပြီကာဗွန်ဘဝကနေစိန်တခွင့်ဖြစ်သွားပြီဆိုရဲပြောင်းလဲမှုပေါ့ အဲ့ဒီရဲ့ mood ကိုယူပေးပါတချို့တော့အခက်ခဲတွေဒီကို့အတွက်ခွင့်ရေးဖြစ်ဖို့တချို့တော့အခက်ခဲ problem တွေဒီကိုဒီအဲ့ဒီပညာအဲ့ဒီ problem ကိုဖြေရှင်းနိုင်ပါလေဆိုပြီးသူကပေးလိုက်တာအဲ့ဒါကိုအကောင်းဆုံးငါဖြေရှင်းနိုင်တယ်ဖြေရှင်းတတ်တယ်ဆိုတော့သူ့ကိုဒီ problem နဲ့ဒီပုံစံနဲ့ဒီလူနဲ့ကဒီလူကတော်လို့ဖြေရှင်းနိုင်ပါလေဆိုပြီးတော့ပေးလိုက်တယ်လို့ကျမကတော့အဲ့လိုလေးခံယူပါတယ် အောင်နိုင်သူအဖြစ်ပါရက်တည်နိုင်တဲ့သူဖြစ်ရမယ်ဆိုပြီးတော့အဲ့ဒီအပူချိန်တွေဖြစ်အားတွေခုနကကျမတို့ရဲ့လောကဓာတ်နေသည်ကျမတို့တန်ဖိုးရှိဖို့လည်းဖြစ်လာနိုင်ပါတယ်အသက်ဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားမှုကိုလည်းကျမကိုယ်တိုင်ခံစားကျမတို့ကိုယ်တိုင်ကျမတို့ရဲ့အသက်ရောစီးပွားရေးရောပေါ့နော်စီးပွားရေးရောစီးပွားရေးလည်းတဝက်ဆုံးရှုံးသွားခဲ့ဘူးတဲ့အာကိုယုံကြည်ရတယ်အာကိုယုံကြည်ရတယ်ကျမတို့အဖေလည်းပဲဒါဆုံးရှုံးလူလောက်ကနေဆုံးခွာတာအဲ့တော့ ကျွန်မတို့ကိုယ်တိုင်ဒီရဲ့လောကဓာတ်ကြီးကိုခံခဲ့ရဘူးတယ်အဲ့တော့မိဘစုံရှုံးနေဆိုတဲ့ခံစားချက်ကတော့ဘလို့မှအစားထိုးလို့မရဘူးအဖေစုံနေဆိုတဲ့ဟာကိုအခုချိန်ထိအဖေကြောင့်ပြောရင်ဝမ်းနည်းတော့မယ်အဲ့အဲ့တော့ဒီအသက်စုံရှုံးသွားတဲ့သူတွေကိုတော့ကိုချမ်းသာတဲ့ကိုချမ်းသာရပါတော့ဒါပြန်မြင်နိုင်တော့ဘူးစုံရှုံးသွားတာကိုတောင်မှအခုအသက်40ကျော်နေပြီအသက်20ကျော်อ่ะ ခံစားမှုအခုပြန်ပြောရဲ့အခုပြန်နေရတယ်အဲ့တော့ဒီလူမျိုးဆုံးရှုံးမှုမျိုးကတော့ဒါအစားထုတ်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့တွေဒီအဖေဆုံးရှုံးသွားခဲ့တယ်စီးပွားရေးတွေဆုံးရှုံးခဲ့မှုတယ်အဲ့တော့အဖေဆုံးရှုံးတဲ့ကိစ္စကတော့ဒါတွေကတော့ကျွန်တော်တို့တွေဝမ်းနည်းစရာရှိပေါ့ဝမ်းနည်းရမှာပဲကြည်ကွဲစရာရှိလဲကြည်ကွဲရမှာပဲဒါကျွန်တော်တို့ကအစားထုတ်လို့လည်းမရဘူးဒီဟာပေါ်မှာလည်းမော်တီပိုင်းလည်းယူလို့မရပြန်လည်းမရဘူးပြန်လည်းမရနိုင်တော့ဘူးနော်ဘယ်လိုလဲကိုယ်ဒီအိုင်းငင်းနေမှာမဟုတ်ဘူးဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ အဖေတချင်းဆိုရင်တော့မှကျွန်တော်တို့ခုထိခံစားရတော့မယ်ဒါတော့ဟိုကဖြစ်လို့မရဘူးပေါ့နော်ဆန်းထိုးလို့မရတဲ့အရာတွေပဲကျွန်တော်တို့ဆုံးရှုံးမှုတစ်ခုရှိသွားပြီဆိုလို့ရှိရင်အဲဆုံးရှုံးမှုကိုကျွန်တော်တို့ကဘာလို့ပို့လို့လဲကျွန်တော်လက်ခံပေးဖို့လို့ပဲလက်ခံပေးရမယ်စီဝိုင်းဆုံးရှုံးတာဖြစ်ဖြစ်မိသားစုဆုံးရှုံးတာဖြစ်ဖြစ်ကျွန်တော်လက်ခံပေးရမယ်ကျွန်တော်ကမန်လေးမြို့တော်လိုလဲခေါ်ကြတယ်ဖိနစ်မြို့တော်လိုခေါ်ကြတယ်ဟိုရင်တော့ကဒါမီဘေးတင်ပြီးတော့မြို့တော်ဝက်လောက် ထိသွားတယ်ဗောနော်အဲ့တော့ပြာပုံနဲ့လို့ပြောပြန်ပြီးယုံထလာတဲ့ယူလို့ပြောကြပါတယ်အဲ့တော့ကျွန်တော်တို့မန်လေးရှင်မန်လေးတူရှင်မန်လေးသားတို့ကျွန်တော်တို့ရဲ့ဘိုးဘွားတွေကပြာပုံနဲ့ယုံထလာတယ်ကျွန်တော်တို့ခင်ပါရောကျွန်တော်ပြာပုံနဲ့မြောက်သေးပါဘူးဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ပြန်ပြီးယုံထကြမယ်ကျွန်တော်ရားတဲ့အားနဲ့ရားတဲ့စိတ်နဲ့ရားကြံတဲ့ခွန်အားနဲ့ကြံတဲ့စိတ်နဲ့ကျွန်တော်တို့ထပ်ပြီးတော့ကြိုးစားကြမယ်ကျွန်တော်တို့အတူတူကြိုးစားကြမယ်အကောင်တော့တွေ့ကြုံတဲ့သူတွေရောဒါမန်လေးသူမန်လေးသားကျမတို့ရဲ့ ချီခင်လေးစားတံမိုးထားရတဲ့မန်လေးသူမန်လေးသားတွေအကုန်လုံးကိုတော့ဒါအနေရကင်းပါစေဘေးရှင်းပါစေအကောင်းနေအဆိုးတွေပြီးသွားတဲ့နောက်မှာအကောင်းနေမင်္ဂလာတွေဆက်ပြီးတော့ရရှိပါစေခံစားရပါစေမင်္ဂလာရှိတဲ့အရာတွေအရာတွေအဆိုးတွေပြီးသွားပြီအကောင်းတွေကောင်းနေတာထပ်တူထက်မြအကောင်းနေတာရရှိပါစေလို့မေတ္တာပို့ဆုတောင်းပါတယ် ျမတို့ကိုကြီးမှာပျော်နေကြတာမဟုတ်ပေမဲ့ကိုကြီးကိုကြီးအီချင်းနေတော်နေကြတယ်ဆိုတာပြသဖို့ခွင့်ရရှိပါတယ်ဒီခွင့်ရကိုပြသခွင့်ရအောင်လဲကျမတို့အားလုံးအသက်ရှင်ကြံနေကြတာဖြစ်ပါတယ်ဒါကြောင့်ကြမ်းရှိနေတဲ့အသက်ပိုင်းခြားတွေကိုတန်ဖိုးရှိစွာအသုံးချရင်းနဲ့ပျော်နေကြတာမဟုတ်ပေမဲ့တော်နေကြတယ်ဆိုရယ်ကိုပိုင်းအီချင်းတွေကိုကိုကြီးပြသရင်းနဲ့ကိုရမီသားစုဘုံကကိုရဲ့ပတ်ဝန်းကျင်ဘုံကကိုနီနာမှာရှိတဲ့ကိုကူကယ်လို့ရတဲ့သူတွေကိုကူကယ်ဖို့ရအတွက်ရှိသည်များခွန်အားနဲ့အစွမ်းကုန်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့အားလုံးကိုချစ်စွာမြတ်တင်ပါတယ်